ချက်ကြွေတာမစားဘဲကြီးများနေတဲ့ယောက်ျားကိုမိမဖြစ်သူမှဓမ္မနဲ့ခုတ်ခဲ့တဲ့ဖြစ်ရက်ဖြစ်စဉ်ကတော့3လပိုင်း15ရက်နေ့ကထိုင်းတည်င်းနေမှာဖော်ပြလာတယ်။ ထိုင်းနိုင်ငံလက်ရောင်မျိုးမှရှိတဲ့အငှားတိုက်တန်ရာတစ်ခုမှာယောက်ျားဖြစ်သူကိုမိန်းမဖြစ်သူမှဓမနဲ့ခုတ်ခဲ့ကြောင်းထိုင်းရေးတပ်ဖွဲ့ကိုအကြောင်းကြားလာတာကြောင့်ထိုင်းရေးတပ်ဖွဲ့မှအခင်းဖြစ်ခဲ့တဲ့အငှားတိုက်ခံကိုတွားရောက်စစ်ဆေးခဲ့ပါတယ်။အခင်းဖြစ်ခဲ့တဲ့နေရာမှာတော့ဒဏ်ရာရရှိသူအသက်50အရွယ်နိုင်အိမ်ဆိုတဲ့အမျိုးသားဟာဥကောင်းမှဓာတ်ဒဏ်ရာရရှိထားတာကြောင့်တဆိုင်ရာမှာလိုအပ်တာတွေလုပ်ပေးပြီးအရေးပေါ်စေရုံပို့ပေးခဲ့ပါတယ်။အဒီနောက်မှာတော့ဖြစ်စဉ်နဲ့ပတ်သက်ပြီးဒဏ်ရာရရှိခဲ့တဲ့နိုင်အိမ်ဆိုသူရဲ့မိန်းမဖြစ်သူပြောပြတာက သူမရဲ့ယောက်ျားအိမ်ဆိုသူဟာအရက်မူပြီးသူမကိုမကျေနပ်ဘူးမကျေနပ်တဲ့အကြောင်းရင်းကတော့အိမ်မှာစားဖို့အတွက်သူမစက်တာအချင်းဟင်းချက်ထားတာကိုယောက်ျားဖြစ်သူကအဲ့ဒီစက်တာအချင်းဟင်းကိုမစားချင်းဘူးစက်စီထမင်းပဲစားချင်းနေဆိုပြီးပွားစီပွားစီပြောနေတယ်ပြီးတော့အိမ်ရှိမှရှိတဲ့ဒုတ်ပိုင်ယူပြီးသူမကိုရိုက်ဖို့လုပ်တော့သူမကလည်းငါချက်လေချက်ကြွေရသေးတယ်ငါကိုပြဿနာရှာပြီးဒုံးနေပါရိုက်မယ်ဆိုတော့တီးမခတ်နိုင်ဘူးပြန်ချမယ်ဆိုပြီးမိဖို့ကြောင့်လည်းကသမားကိုကောက်ကင်လိုက်တယ်အဲ့အချိန်မှာယောက်ျားဖြစ်သူကပြေးဝင်လာပြီးသူမလက်ထဲကသမားကိုလူရင်ယောက်ျားဖြစ် ြစ်သူရဲ့ခေါင်းကိုခုံမိခဲ့တယ်။နောက်ပြီးဒါဟာယောက်ျားဖြစ်သူရဲ့ဘယ်ဘက်ခြေောက်ကိုပါ ခုံမိသွားတယ်။အဲအချိန်မှာသူမတို့လင်မယားရန်ဖြစ်နေကြတာကို ဘေးအခန်းကားလူတွေကဝင်ဆွဲခဲ့ပြီးဒဏ်ရာရရှိသွားတဲ့သူမယောက်ျားကိုစေယုံပို့ဖို့အတွက်တဆိုင်ရာကိုအကြောင်းကြားပေးခဲ့ကြတာဖြစ်တယ်လို့မိမဖြစ်သူမှပြောပြပါဗါးနောက်ပြီးဟင်းကိစ္စနဲ့ရန်ဖြစ်ခဲ့ကြတဲ့လင်မယားကိုဝင်ဆွဲခဲ့တယ်ဘေးအခန်းမှာနေထိုင်တဲ့ဝရင်ထော်ဆိုတဲ့အမျိုးသားပြောပြတာကညနေကကျွန်တော်အလောက်ကပြန်လာတော့ဒဏ်ရာရရှိသွားတဲ့အိမ်ဆိုတဲ့အမျိုးသားရဲ့မိမမွေးနေဖြစ်တာကြောင့်သူတို့လင်မယားနဲ့အတူအခန်းရှိမှကျွန်တော်ကိုအရက်တောက်ဖို့ခေါ်တော့ကျွန်တော်လဲဝင်ထိုင်ပြီးတောက်ခဲ့တယ်။ဒီလိုနဲ့တောက်နေကြရင်သူတို့လင်မယားနှစ်ယောက်အခန်းထဲကိုဝင်သွားကြတယ်။ ခဏအကြတော့သူတို့လင့်မယားစကားများယံဖြစ်တဲ့အတန်ကိုကြားရပြီးမိမဖြစ်သူကယောက်ျားကိုဓာတ်နဲ့ခုတ်ထဲလိုက်တယ်။အဲအချိန်မှာကျွန်တော်တို့တွေဝင်ဆွဲခဲ့ပြီးဒဏ်ရာရရှိသွားတဲ့ယောက်ျားကိုစေယုံပို့ဖို့အတွက်လူမှုကိစ္စရေးအဖွဲ့ကိုအကြောင်းကြားပေးခဲ့တယ်။အိုင်နောက်ပိုင်းမှာသူတို့လင့်မယားယံဖြစ်တဲ့အကြောင်းရင်းကိုသိရတာကမိမဖြစ်သူစက်တာတုံမြန်ချက်ကြွေတာကိုယောက်ျားဖြစ်သူကမစားချင်းပဲ။သူစားချင်းနဲ့ကျက်စီထမင်းမချက်လို့ဆိုပြီးပွားစီပွားစီပြောရတာကနေနှစ်ဦးသားစကားများယံဖြစ်ပြီးအခုလို့စေယုံရောက်တဲ့ထီအောင်ကိုဖြစ်သွားခဲ့တာဖြစ်တယ်လို့ ဘေးအခန်းကအမျိုးသားတအူမှပြောပြပါဗါးနောက်ပြည်ထမ်းရေးတပ်ဖွဲ့ပြောတာကယောက်ျားကိုဓာတ်နဲ့ခုတ်ခဲ့တဲ့တရက်ခံဖြစ်သူမိမာကိုအမှုမဖွင့်ရသေးဘူးဓာတ်တရရရသွားတဲ့ယောက်ျားကိုမေးမြန်းမှုပြုလုပ်ပြီးမှသူ့မိမာကိုအမှုဖွင့်မယ်မဖွင့်ဘူးဆိုတာနဲ့ပတ်သက်ပြီးဆက်လက်ဆောင်ရွက်သွားရမှာဖြစ်တယ်လို့ထမ်းရေးတပ်ဖွဲ့ကပြောပါတယ် ဟုတ်ကဲ့ပါကျွန်တော်အခုပြန်လည်ပြောပြပြီးသွားတာကတော့မိမဖြစ်သူချက်ကြွေတဲ့ဟင်းကိုမစားပဲကြီးများနေခဲတာကြောင့်မိမဖြစ်သူရဲ့ဓာနဲ့ခေါတာကိုခံရပြီးစေယုံရောက်သွားခဲ့တဲ့ဆိုတဲ့ထိုင်းနိုင်ငံလက်ရောင်မျိုးမှနေထိုင်တဲ့အမျိုးသားတအူရဲ့အဖြစ်ကိုကျွန်တော်ပြန်လည်ပြောပြပြီးသွားတာပဲဖြစ်ပါတယ်